အားလုံးပဲမင်္ဂလာပါရှင်။ပရိသတ်များအားလုံးကိုကျမတို့ရဲ့ဗမာဆန်များ TV Channel ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါရစေ။ဒီကနေ့တင်ဆက်ပေးသောမယ့်အကြောင်းအရာကတော့အရှင်ခေတ်ကအလွန်အမင်းအမြင်ကြောကြပြီးတော့ကျန်းတဲ့ဘဝစရုပ်တွေကိုဟပ်ပါပါပြ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 တယောက်ဆောင်နိုင်တဲ့လူကျဲမင်းသားကြီးဦးအကျော်ကြောင့်ကိုတင်ဆက်ပေးသောမှာပဲဖြစ်ပါရရှင်။နှလုံးလားလူကျဲမင်းသားကြီးဦးအကျော်ကိုတော့1938ခုနှစ်မှာမွေးဖွားခဲ့ပြီးတော့အမိအရှင်ကဦးမြင့်ဝေလို့ဆိုပါရီ။ မီးရထောင်ဝန်ထမ်းဟောင်းဖခင်ဦးတယောင်မိခင်တော်ကျူကျူတို့က1938ခုနှစ်ဇွန်လ6ရက်မှာမန္တလေးမြို့မှာမွေးဖွားခဲ့ပါတယ်။တာနူထွန်းကားတဲ့အနက်မှာတယောက်ဆောင်ဦးဝန်ကျော်ကအကြီးဆုံးသားဖြစ်ပါတယ်။မွေးရက်ကမန္တလေးမြို့ဖြစ်ပြီးတော့မန္တလေးမြို့မှာရှိတဲ့ဖာသာလက်မုံကျောင်းမှာဒသမရန်အထိအတန်းပညာသင်ကြားခဲ့ပါတယ်။နောက်တော့အတော်ဖြစ်သူရဲ့နိုင်ဆိုင်မှာအလုပ်လုပ်ခဲ့ပြီးတော့အလုပ်ကိုမခုမကက်ပဲစူးစမ်းနေရင်က အမှုပညာအလုတ်ကိုဝါသနာပါလုံးတာကြောင့်မှန်တိုးမီတိုးဘွားနဲ့ရရလုတ်ကို ဝင်လုတ်ကရုပ်ရှင်လောကကိုစတင်ပြီးတော့ရောက်ရှိခဲ့ပါသည်တပြေးပြေးနဲ့လူစမ်းမင်းသားနေရာကိုဝင်ရောက်သရုပ်ဆောင်ဝင်ရလာပြီးတော့မတိသူမရှိတဲ့ရှက်ရှက်တောက်အောင်မြင်ကြော်ကြတဲ့လူစမ်းမင်းသားတယောက်ဖြစ်လူတီများထေရှားလာခဲ့ပါသည်တဒံလုံတရုပ်ပါဆိုသလိုအမှုပညာကိုကြာရနေရာကနေစေဆက်တင်ရအယုတ်ရေးသလိုပါရမီပါပါတရုပ်ဆောင်နိုင်တာကြောင့် လူကျဲမင်းသားဦးအပ်ကျော်ကအဲ့ဒီကိကာကအလွန်နမဲကြီးခဲ့ပါရယ်ရုပ်ရှင်လောကကိုစတင်ဝင်ရောက်လာတဲ့အခါမှာအန်ကျော်ရဲ့လက်ဦးဆရာတွေကဒရိုက်တာဦးချင်းစိန်ဒရိုက်တာဦးတင်ရှူနဲ့ဒရိုက်တာဦးပမာမြင့်တို့ဖြစ်ပါရယ်အနုပညာဝါသနာပါသူပီပီဆရာတွေကတင်ပြပြောဆိုတဲ့အတိုင်းတတဝီမတိန်လိုင်းနာလှူဆောင်ခဲ့ပါရယ်တယောက်ဆောင်အန်ကျော်ကလူကျဲမင်းသားနေရာမှာပြပြောင်တယောက်ဆောင်နိုင်တဲ့လောက်အပြင်လောကမှာပျော်ပျော်နေတတ်တဲ့ နှလုံးသားလာတော့လူမိုက်ကြီးပါ1969ခုနှစ်မှာဒေါ်နှီးရင်အောင်ဆိုသူနဲ့လက်ထက်ထိမ်းမြခဲ့ပြီးတော့တားတယောက်သမီးတယောက်ထွန်ကားခဲ့ပါတယ်1983ခုနှစ်မှာဘသူပြိုင်လို့လှပါတော့နိုင်ဆိုတဲ့အမျိုးသားစာပေစုရဆိုင်းရင်းစရာမင်းကျော်ရဲ့မြောက်ရီမဂ္ဂဇင်းမှာဖော်ပြခြင်းခံရတဲ့အခန်းဆက်ဝိတ္ထုရှိကိုဒရိုက်တာဦးသူခရှိုက်ကူတဲ့ဘသူပြိုင်လို့လှပါတော့နိုင် စပိုစုနဲ့အကယ်ဒမီရွှေစင်ရုပ်ထုကိုထိုက်တိုက်တန်တန်ရရှိခဲ့ပါသည် အဲ့ဒီဇက်ကမှာစာမတက်ပေမတက်ရိုးသားနှုံအသောထန်းတဲ့သမားကိုကြည့်စရာရဲ့ဇက်ရုပ်ကို ပိုင်ပိုင်နိုင်နိုင်တုံဆောင်နိုင်ခဲ့ပြီးတော့ထိုက်တိုက်တန်တန်နဲ့အကယ်ဒမီရွှေစင်ရုပ်ထုကိုရရှိခဲ့ပါသည်လူချမ်းခမ်းများမှသာတုံဆောင်ခဲ့တဲ့ဦးအံ့ကျော်ကဘသူပြိုင်လို့လှမတော်နိုင်ဇက်ကမှာထူးထူးဆန်းဆန်းဇက်ဖို့နေရာမှာပြပြပြင်းပြင်းနဲ့ဇက်ရုပ်ပေါ်အောင်တုံဆောင်နိုင်ခဲ့ပါသည်ဦးအံ့ကျော်ကမသိခင်အထိရုပ်ရှင်ဇက်ကကြီးနဲ့ဗီဒီယိုဇက်ကပေါင်း300ခန်းကိုတုံဆောင်နိုင်ခဲ့ပါသည် အစိမ့်မန်မာနမင်းသာငရဲသာခန္နာယရဟန်းဆားရသောစွန့်တန်နဲ့ရွှေကောင်းပြောင်ကြားနောက်ကဝင်မလီစတဲ့နမကြီးစကားများမှာပါဝင်ခဲ့ပါရီမြမအတန်ဇလန်းများစွာမှာပါဝင်သုတ်ဆောင်ခဲ့ပြီးတော့စာမလီနင်းမောင်နဲ့မြန်ရစာတာတီစာမလီနင်းမောင်နဲ့မိခဲမမောင်ကျူယိုနဲ့ခလွန်ထုမဲ့ဒါခင်ခင်ပကိုင်ငယ်စိန်ဝိသမငညိုကြီးခင်ကျော်တော်ပြန်မှာအလန်းဆက်တခန်းရှလိုက်ပြီးဖိုးတုတ်ရှုတ်ထုတ်နေသည့် စတဲ့အတန်ဆန်းလန်းများစွာမှာပါဝင်တည်ဆောင်ခဲ့ပါတယ်။ကွင်လွန်ကနီးမှာဘာသာရေးနေတူးနေမြတ်တွေမှာထုံလင်းတဲ့ဘာသာရေးဆိုင်ရာဇလန်းတွေမှာလည်းပါဝင်ပြီးတော့တည်ဆောင်နိုင်ခဲ့ပါတယ်။ဥမြင့်ဝေတစ်ဖြစ်လေတည်ဆောင်အကယ်ဒမီဦးအကျော်က2009ခုနှစ်ဖေဖော်ဝါရီလ17ရက်နေ့မှာလေငန်းယောဂာနေတကောင်မျိုးသိမြပိုင်း59ရက်ကအမှတ်1064ဒုရ6လမ်းနေမှာကွင်လွန်ခဲ့ပါတယ်။ကွင်လွန်ချိန်မှာတော့အသက်က80ရှိပြီပဲဖြစ်ပါတယ်။ လူကျန်းတယောက်ဆောင်ရုပ်ရှင်မင်းသားကြီးဦးအန်ကျော်ကရုပ်ရှင်ဇာတ်လမ်းများအသက်ဇာတ်လမ်းတွေမှာပါဝင်တယောက်ဆောင်ခဲ့ပြီးတော့အကယ်ဒမီစုချင်းမြင့်ခံရတဲ့အထိထူးခြားပြောင်းများသောအနုပညာရှင်ကောင်းတယောက်ဖြစ်ခဲ့ပါသည်အကယ်ဒမီဦးအန်ကျော်ရဲ့ကျန်းရင်းခဲ့သောအနုပညာတွေကိုရုပ်မြင့်တန်ကြားတွေမှာပြန်လည်ပြသနေခြင်းဖြစ်ပါသည်လူကဆုံးမသွားခဲ့ပေမဲ့လေအနုပညာလက်ရာတွေကတော့အသက်ရှင်နေစေပဲဖြစ်ပါသည်ဟုတ်ကဲ့ပါရှင်အခုတင်ဆက်ပေးသွားတာကတော့ရုပ်ရှင်နဲ့ဗီဒီယိုတယောက်ဆောင် အကယ်ဒမီဦးအကျော်ကြောင့်ပဲဖြစ်ပါရရှင်။အခုတင်ဆက်ပေးခဲ့တဲ့အကြောင်းအရာလေးရဲ့မူရင်းရှင်းသားသူကတော့လီဆာစွာနဲ့ credit ပေးပါရရှင်။